อ๋ออาม่าโหပြောရဲဟိုအမတော့တငယ်ချင်းလို့ခင်လာမြေချင်းကသူ့အမတစ်ယောက်လို့ကိုခင်လာပေါ့နော်ဟုတ်ကွာတကယ်ကိုလေဟိုတာမန်လူဆိုရင် ignore လုပ်လိုက်မဲ့အရာဆိုတာသူကအဲ့လို ignore မလုပ်ဘဲနဲ့ detail view site ပြရပေါ့နော်စိတ်ထဲမှာ genuine ဖြစ်တာပေါ့နော်အဲ့အခံစားချက်ကအဲ့ဒါအရင်သူ့စီရကိုရမ်းကြိုက်တဲ့အချက်လေးတစ်ချက်ပေါ့နော် ဒီဒီလူပညာလောကရဲ့ရောက်မှပဲဆုံးဖြစ်ကြတာเนาะကြာအဓိကအဲ့လိုဒီမှာတွေ့ရ vibe တူရဲ့အဲ့လိုပေါင်းဖြစ်ကြတယ်အဲ့ရနေပြီးတော့ပေါ့เนาะအဲ့လိုမိသားစုလိုပဲပေါ့ဟုတ်ဖြစ်သားကြကြပြီဟုတ်ကြပြီကြပြီဆိုတော့ဒါမဲ့အဲ့မှာကြပြီပေါ့ဟုတ်တယ်အဲ2019ဟုတ်တယ်လောက်ကတည်းကနေတူတတိယမြေတပိကာကျူးလေးနဲ့တူလဲဆိုတော့ဟုတ်ဆိုင်းနိုးရဲ့ ADD ဟိုဒီ cosmetic cosmetic အဲ့လိုအဲ့ရန်ညနာလေးရရန် ချုပ်ကောင်းတယ်ပီကာချူးလေးလို့လုံးလုံးအေးဟုတ်တယ်အဲ့ဟာမျိုးသူ့ကိုတိထားပြီးတော့ပိုတိပြီးကြော်ဆိုပြီးအပြည့်စကားပြောလို့ရှိရင်ခလီလေးလို့ပြောတယ်အဲ့ဒါလေးတိထားပြီးရင်းချက်နေဒီမှာတော့လို့ပြောဘူးအပီကာချူးကသူကခဏခဏပြောတယ်အမဘူကတော့ဒါမဘူပေါ့မဘူကဘူကတော့စတိကလေးอ่ะစပြီးတော့တိကလေးอ่ะမဘူဟိုလောကအမှန်တမ်းပြော inspire တခုနဲ့အဲလေးစားတမှုနဲ့တိခဲ့ရပေါ့နော်အဲတိလာတဲ့ ရှားတဲ့ကာလတွေမှာလည်းဒါအရန်ပို့ပြီးတော့လေးစားလည်းမပြောပါဘူးတက်ပြီမပြောငါတက်ပြီကြားတယ်အဲ့ဒါကအခုစနေလို respect တခုရှိရဲ့အခုလည်းလေးစားရဲ့အခုခုဆိုလည်းအဲ့လိုအဲအမရဲ့စကားတွေအမရဲ့အမ်ဆုံးဖြတ်ချက်တွေအားလုံး သေးစားတယ်။အော်အမကိုပြောရင်ဟိုအမကတော့တငယ်ချင်းလိုခင်တာမျိုးဂျင်းကသူ့အမတယောက်လိုကိုခင်တာပေါ့နော်။တကယ်ကိုယ့်ရဲ့အမအရင်တယောက်လိုမျိုးခင်တယ်။ခင်တဲ့အပြင်ကိုယ်ကိုယ့်အမအရင်တော်ခါလေးကြရဲ့အာရန်နေဖြစ်ပါ냐ဖြစ်တယ်။ဒါပေမဲ့မတ်ပူကြတကယ်ဟိုဟိုပြောရအောင်။ ins ဟိုကိုယ်စံထားတဲ့အမတယောက်ဆိုမှာပါအာဟဲ့ငါကတနေ့မှနှစ်ခေါက်လောက်ပဲအဲ့လို CBS ပဲ Benching ဆိုတော့ Christmas မှာစားဖလဲတာ Birthday wish တို့မှာဆိုတော့ ငွားအပြောင်းအချင်းကြီးအဲ့လိုစာရေးရာကြိုက်တယ်သူအဲ့လိုမျိုးလူရောငွားငွားလောက်ကြိုက်တယ် express လောက်ကကြိုက်တယ်ဘယ်လိုမျိုးခုလိုမျိုးပါအရန်လေးစားရဲ့အမအဆိုဘယ်ရောမှတွေ့ပြီးဘယ်လိုမျိုးဖြစ်တာဆိုတဲ့အားတွေကိုအဲ့လိုစာနဲ့ချီပြီးတူရက်ချက်ပဲအဲ့ဒါအမကြောင့် express name မလို့အငွားလိုရခုနလေခုနလေလေအဲ့လိုကစားမှဂျန်နီနောက်ဆုံးမှလို့မျိုးသူပြောရခိုင်ပဲမျိုးမူလိုက်ဟုတ်လားဟာ တော့အဲ့လိုဒီဘောပေါ်မှာစာပေါ့တော့အဲ့လိုမျိုးတစ်ခုဆိုလို့ရှိရင်လည်းအဲ့လိုငွေလေးဆိုလို့ရှိရင်လည်းစာရှိရေးပို့ရပြီးတော့ရှိ Christmas ဆိုဘာလို့ဆိုလို့ရှိရင်လည်းသူစာလေးရေးရအဲ့ဘာလို့မဆိုပေါ့နော်သူကအဲ့လိုမျိုးသူစိတ်ထဲကလည်းပြီးအဲ့အဲ့လိုပေါ့စိတ်ထဲမှာ genuine ဖြစ်တာပေါ့နော်အဲ့အခါကားချက်ကအဲ့ဒါအရင်သူ့စီကပူရမ်းကြိုက်တဲ့အချက်လေးတစ်ချက်ပေါ့တယ်မပူကအမှန်တမ်းပြောရရင်သူအိမ်မှာလဲတူလေးတူမှာလေးညီမလေးညီမလေးလဲပြန်လဲပြန်လဲပြန်ပြီညီမလေးညီမလေးဟုတ်လုံးဝတကယ်ကြီးကလေးလေးဆိုတာပေါ့အဲ့လိုညီမလေးညီမလေးရှိတော့ မလားမလားကိုရီယိုလဲအမလားသူတို့လိုမျိုးပဲတကူဆာနဲ့ဟဲ့ပေးနေပြီးတုတ်ပေးတယ်အဲတကူဆာနဲ့လာအဲ့လိုတကယ့်ကိုကိုအမအမအရင်ကအဲ့လောက်ပြီးမဆိုင်ပါဘူးအဲ့လိုမျိုးအရန်ကြီးဆိုင်ပြီးတော့သူ့ဆိုအရန်အဲ့ဒါကြောင့် respect လည်းရှိပြီးအရန်လိုကိုရဲ့မရှိရဲ့အမဟိုမတော်ရမတော်ရတဲ့အမပေါ့မင်းမထိုးဖေးကွယ်ဟုတ်ကဲ့အဲအကြီးဆုံးဖြစ်တဲ့ဟာပါမယ်တင်တယ်။ကိုကအကြီးဆုံးဖြစ်တဲ့ကိုရဲ့ nature ကအဲ့လိုရဲဂယူဂယူဆိုင်တက်တယ် လို့မသိဘူးငငယ်ကလည်းတစ်ချက်လည်းမေးတော့ပြအမေလုံးမယ်လို့ပဲပြောရတော့ clean ရဲ့ရဲချစ်တယ်အဲ့တော့ view site တက်တဲ့ဟာစိတ်ထဲမှာအဲ့လိုထားသူရှိနေရပါတော့ပြီးတော့ main ကလေးရဲ့အရင်များတဲ့အိမ်မှာမွေးတာအဲ့အဲ့ဒါကြောင့်လည်းပါမယ်တင်တယ်မိမလည်း main ကလေးတွေပဲဆိုတော့တခုဆိုရင်အဲ့လိုအရေးတကြီးကြီးနဲ့အဲ့အဲ့ဒါအဲ့ဒါတော့အကျင့်တစ်ခုဖြစ်နေအောင်ဟုတ်တယ်အပူနဲ့ဆက်ဆက်တည်ခြင်းဟောကြ အဲ့လိုကြီးပြူးဆိုင်ပြရတာအဲ့လိုမျိုးပြုတ်မယ်နောက်ပိုင်းမှာသူကတကယ်ကိုတကယ်ကိုလေနေနဲ့တိလာလိုက်မှာဟုတ်ကွာတကယ်ကိုလေဟိုတာမန်လူဆိုရင် ignore လုပ်လိုက်မဲ့အရာအစားသူကအဲ့လို ignore မလုပ်ဘဲနဲ့ detail view ဆိုင်ပြရပါတော့အဲ့လိုလိုမျိုးပေါ့အဲ့မှာပေါ့ဟုတ်ပါဘူးနော်ဟုတ်ဟုတ်ကျေးဇူးတင်ရတယ်ကျေးဇူးတင်ရပါတော့ဟုတ်အခုဘေးမှာ share view အကုန်လုံးကိုလည်းကျေးဇူးတင်ရတယ်ဟိုဘယ်ပြည့်ဟို တို့ကြောင့်စိတ်ခွန်ရိုက်လည်းအများကြီးအမြဲရတယ်အဲ့အဲ့ဒါကြောင့်မကျေစုတင်ရတယ်တမိုးလည်းထားရတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီမှာအမြဲရှိဖို့တော့တော်တော်ကြာကြာနည်းနည်းလေးပြောပါဒီတော့အမြဲရှိ relationship ပဲ friendship ဖြစ်နေတယ်ဟဲ့ဆိုတော့လည်းကတော့အဲအစိုးဖြစ်စေကောင်းဖြစ်စေပေါ့ဘေးလားမှာအဲ့လိုမျိုးရှိရှိပေးဖို့နော်ဟုတ်ဆိုတော့ဟိုသူ့ကိုလည်းယုံကြည်ရဲ့အဲ့ဒါကြောင့်မလို့ဟိုအစိုးဒီဖြစ်စေကောင်းဒီဖြစ်စေဘေးလားမှာရှိပေးမယ်ပေါ့ဟာပေါ့ဒါပေါ့ဒါပေါ့အဲ့ဒါ လေလိုက်ရောင်ပေးမှဖြစ်အဲပရိုရဲ့အခုလာမဲ့ရွှေချင်ကားလေးလည်းရှိရဲ့အဲ့ဘက်ကြောင့်လည်းအားလေးလည်းအပေးကြပါအောင်ကျင်း